မင်္ဂလာပါရှင်ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ရုရှားသမ္မတပူတင်ကတင်ခဲတဲ့ရင်းပြင်းနေအောင်ပွဲ180ပြည့်ဂုံပြု ကပွဲနေ့ညစာစာပွဲမှာမင်းအောင်လိုင်ကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရံနဲ့မထိုင်ခိုင်းပေနောက်တန်းမှာနေရာချထားပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရုရှားသမ္မတပူတင်ကတင်ခင်းဧကနဲ့ရင်းပြင်းနီအောင်ပွဲနေ့80ပြည့်ဂုံပြူကပွဲနေ့ညစာစာပွဲမှာမင်းအောင်လိုင်ကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့တရံနဲ့မထိုင်ခိုင်းပေနောက်တန်းမှာနေရာချထားကြောင်းရုရှားဆိုရနဲ့စစ်ကောင်စင်ကထုတ်ပြန်တဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းနေရာတည်ရပါတယ်။မနေ့ကမေလရှိရနေ့ညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင့်ပြန်အပါအဝင် ွေနိုင်ငံခေါင်းဆောင်တွေကိုကွန်ပျူတာစာစာပွဲနဲ့ကပွဲကိုဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီပွဲမှာအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတခြားနိုင်ငံငယ်များမှခေါင်းဆောင်များနဲ့အတူနောက်တန်းမှာနေရာချထားခဲ့တာကိုတွေ့ရပါတယ်။မနေ့ကကွန်ပျူတာစာစာပွဲနဲ့ကပွဲကျင်းပရန် anti risk kind ခမ်းမမှာတရုတ်တမရရှီကျင်းဖြစ်နေရုရှားတမရပူတင်တို့ကရှေ့ဆုံးတမ်းမှာတံတန်းနဲ့ထိုင်ခဲ့ကြပြီးနောက်ဖက်ကြားရဲ့ထိုင်ကုန်တမ်းမှာမင်းအောင်လှိုင်နဲ့အခြားနိုင်ငံငယ်တွေကခေါင်းဆောင်တွေကိုနေရာချထားပေးခဲ့တာကိုတွေ့ရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံ ်မော်စကိုမြို့မှာ1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်ကြီးတက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်လည်းပါဝင်ချီတက်မှာဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယအတိုင်းမှဘုံမူကြီးလင်းနိုင်စိုးနဲ့လက်အောက်ခံများကစစ်မှုရန်တသားသည့်အယောင်းဝယ်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများဖြင့်အမှုစင်ဖန်စီပြီးငွေချင်းချောက်တောင်းမှုတွေလုပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယအတိုင်းမှဘုံမူကြီးလင်းနိုင်စိုးဦးဆောင်တဲ့ဖွဲ့ကလူစားတို့စစ်မှုရန်တသားသည့်များအယောင်းဝယ်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံရေးမှုများဖြင့်အမှုစင်ပြီးငွေချင်းချမ်းသာသူများကိုဖမ်းဆီးငွေချင်းချောက်တောင်းယူခြင်းများလုပ်ဆောင်နေရရှိကြောင်းဖမ်းဆီးငွေချင်းညစ်ခံရသူတချို့နဲ့စစ်မှုရန် ြင့်ဖန်ဆင်းငွေညစ်ခံရသူတချို့ထံမှသိရပါဗျ။2024ခုနှစ်ဩဂုတ်လအတွင်းကလောမျိုးစေဦးစီတက္ကသိုလ်မှပုံမူကြီးလင်းနိုင်စိုးကိုမန္တလေးနန်းတွင်းအခြေဆိုင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုဖြစ်ပြောင်းရွှေ့ခန့်ပြီးချိန်ကစပြီးလူစားတို့စစ်မှုထမ်းတင်နန်းသားများအယောင်ဝယ်မှတွင်တွင်ကြဲကြဲလှုပ်ဆောင်လာကြောင်းမန္တလေးမှာစစ်မှုထမ်းပုတ်အကျုံးဝင်နေတဲ့အသက်16နှစ်မှအသက်35နှစ်အတွင်းငွေကြေးချမ်းသာသူများစီးပွားရေးလုပ်ငန်းရှင်များရဲ့သားများစင်းကိုဒုတိယတိုင်းမှုပုံမူကြီးလင်းနိုင်စိုးကစစ်ဘက်ရင်ရလုံးချုပ်ရေးဖွဲ့များကိုကောက်ယူခိုင်းခဲ့ကြောင်းသိရပါ lá em ။အလဲပိုင်းတိုင်းဒုတိယတိုင်မှုပုံမူကြီးလင်းနိုင်စိုးကငွေကြေးတက်နိုင်သူတွေရဲ့သားတွေကိုစစ်မှုထမ်းစည်းရင်မှာမပါလို့ပါကငွေကြေးပေးရန်တောင်းယူခိုင်းခြင်းလူစားတို့စစ်မှုထမ်းတက်သားဝယ်ယူရမယ်လို့ဆိုပြီးငွေကြေးတောင်းယူအစားထိုးပြီးခြင်းများလှုပ်ဆောင်နေကြောင်းအဲ့ဒီလိုငွေကြေးချိန်ချောက်တောင်းယူမှုတွေကိုဒုတိယတိုင်မှုပုံမူကြီးလင်းနိုင်စိုးကဦးဆောင်ပြီး၎င်းရဲ့လက်အောက်ခံစေရာရှိတွေကဆောင်ရွက်လှုပ်ဆောင်ပေးနေကြခြင်းဖြစ်ကြောင်းသိရပါတယ်။ဦးဆောင်နာကတော့ဒုတိယတိုင်မှုပေါ်ဒါပေမဲ့သူရဲ့လက်အောက်ခံအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကစစ်ဘက်ရာလုံးချုပ်ရင်ဂျီဝမ်အာကာမောင်နဲ့ရဲမှုတွေ ေပေါင်းပြီးစစ်မှုထမ်းဥပဒေအကြောင်းပြကငွေညစ်တဲ့နောက်ပြီးငွေကြေးချမ်းသာတဲ့သူတွေလုပ်ငန်းရှင်တွေကိုအကြောင်းမရှိအကြောင်းရှာသူတို့ပါဇက်တဲ့ပုံမှန်တွေထုတ်ပြောဖန်ဆီးပြီးငွေညစ်တောင်းနေငွေရရင်ပြန်လွတ်ပေးတယ်လုပ်ငန်းရှင်တွေဆိုရင်တအူးကိုငွေကျပ်300ခန်းအထိတောင်းပါတယ်ငွေပေးပြီးပြန်လွတ်လာလို့ရှိရင်လည်းဒါတွေကိုမတိုင်ဖို့ချိန်ချောက်တယ်အဲ့ဒီချိန်မှာ PDF နဲ့ပတ်သက်တယ်ဆိုပြီးရှင်းပြလိုက်ရတယ်ဆိုပြီးချိန်ချောက်တယ်လို့သတင်းဌာနတွေကပြောပါတယ် ဒါအပြင်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မှုဘုံမှုကြီးလင်းနိုင်စိုးကနိုင်ငံရေးမှုအကြမ်းဖက်မှုပုံမှန်တွေနဲ့အမှုစဉ်ဖမ်းဆီးခံထားသူတွေအကျဉ်းသူမိသားစုတွေကိုဝင်းညစ်တဲ့အပြင် ငွေကြေးလက်ဆောင်ပစ္စည်းများယူခြင်းအခြားသောအခွင့်အရေးများစွာကိုတောင်းယူခြင်းများလည်းကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။တချို့နိုင်ငံရေးဆက်နွယ်မှုတွေကသူ့မှာပြန်လွတ်ပေးနိုင်တဲ့အခွင့်အာဏာမရှိဘဲလှုပ်ရှားနေလို့မရှိရှိတာရှာဖွေလက်ထိုးရတာဒုတိယတိုင်မှုကငွေကြေးတစိုးလက်ဆောင်ရသမျှအကုန်ယူလက်ခံယူထားတာဖန်ဆီးခံရတဲ့သူတွေရဲ့မိသားစုတွေကတော့ကောင်းရိုးတမြင်နေတဲ့ဒုတိယတိုင်မှုကြီးဆိုပြီးကိုလူတက်တာစေဖို့မျက်နှာချိုးသွေးတောင်းတာအကုန်လုပ်ပေးနေရတယ်လက်တလော PDF ဆက်နွယ်မှုနဲ့ဖန်ဆီးခံထားတဲ့လူငယ်တအုပ်ရဲ့ဆွေမျိုးတောင်းကပြောပါနေမန္တလေးအလဲပိုင်းနိုင်စတဲ့ ာနာချုပ်ဒုတိယတိုင်မှုဗိုလ်မှူးကြီးလင်းနိုင်စိုးကစစ်တပ်ကတော့ပတ်စဉ်40ကျောင်းစင်းဖြစ်ပြီးလက်ရှိနန်းတွင်စစ်ကြောရေးကိုဥဆောင်စစ်ဆေးခြင်းနဲ့အလဲပိုင်းနိုင်စစ်ဌာနချုပ်ရဲ့စစ်ဘက်အရာလုံခြုံရေးလုပ်ငန်းများကိုဥဆောင်လုပ်ကိုင်နေရကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။မင်းအောင်လိုင်းရုရှားရောက်ရှိချိန်ယူကရိန်းရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝေးဖြစ်ဒရုန်းများနဲ့တတိယနေ့ဖြင့်ဆက်လက်တိုက်ခိုက်ပြီးမော်စကိုလေဆိပ်မှလေကြောင်းခီးစဉ်240ကျော်ဖျက်သိမ်းရွှေ့ဆိုင်နေကြောင်းတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းရုရှားနိုင်ငံကိုရောက်ရှိနေချိန်ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပြည့် drone တွေနဲ့တတိယနေ့ဖြင့်ဆက်လက်တိုက်ခိုက်လိုက်ပြီးရုရှားနိုင်ငံကလေကြောင်းခီးစဉ်240ကျော်ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ကြောင်း AP သတင်းတရက်မှာဖော်ပြထားပါတယ်။ ရုရှားစံတော်ချိန်မေလ9ရက်နေ့မနက်ပိုင်းနဲ့ညနေပိုင်းမှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပစ်ဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြံဘက်စစ်ကောင်စောင်မင်းအောင်လိုင်ကရုရှားစံတော်ချိန်မေလ9ရက်နေ့ညနေ4နာရီမှာရုရှားနိုင်ငံမော်စကိုမြို့ကိုဆိုက်ရောက်ခဲ့ပါတယ်။ ယူကရိန်းက drone တွေနဲ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတိုက်ခိုက်မှုမှာတတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားကရှင်းပြနေအောင်ပွဲနေ့အစည်းအပြအခမ်းအနားအတွက်ပြင်ဆင်နေချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်မော်စကိုမြို့ရှိအဓိကလေးစင်များမှာလေကြောင်းခီးစင်များဖြတ်သိမ်းခြင်း၊ရွှေ့ဆိုင်ခြင်းများလုပ်ဆောင်ခဲ့ရပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားလေကြောင်းလိုင်း အရိုဖလော့ကမေလ9ရက်နေ့မနက်ပိုင်းမော်စကိုမြို့ကိုအသွားအပြန်လီယင်ခီးစင်ပေါင်း100ကျော်ကိုဖျက်သိမ်းခဲ့ရပြီးလေကြောင်းခီးစင်140ကျော်မှနှောင့်နှေးခဲ့ရပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့တော်ဝန်ကမေလ9ရက်နေ့မနက်အစောပိုင်းယူကရိန်းရဲ့ drone ကိုစင်းနဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့ကြောင်းမေလ9ရက်နေ့ညနေပိုင်းမှာယူကရိန်းရဲ့တိုက်ခိုက်ရေး drone 15စင်းကိုချိန်မုံခဲ့ရကြောင်းသိရပါတယ်။ ယူကရိန်းရဲ့ဒရုန်းတွေနဲ့မော်စကိုမြို့ကိုတိုက်ခိုက်မှုတွေကမေလ9ရက်နေ့ရုရှားရဲ့နှစ်80ပြည့်ရင်းပြင်းနေနှစ်ပတ်လည်ခမ်းနားပြင်ဆင်မှုကိုနှောက်ယှက်ဖို့ရည်ရွယ်ထားပုံရတယ်လို့သတင်းတွေကဆိုပါတယ်။ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းစစ်ပွဲမှာအခြေအနေကောင်းမွန်နေပြီလို့ရုရှားသမ္မတပူတင်ရဲ့သတင်းပေးမှုကိုလက်ခံထားတဲ့ရုရှားနိုင်ငံသားတွေကိုတုံ့လုံစေခဲ့ကြောင်းရုရှားနိုင်ငံကိုလာရောက်တဲ့နိုင်ငံတကာကောင်းဆောင်များကြာရုရှားနိုင်ငံအတွက်အရှက်ရစေနိုင်ကြောင်းသတင်းတွေကဆက်လက်ရှိသားပါရီ ေလ9ရက်နေ့ရှင်ပြည်နေချီတက်ပွဲအတွက်ရုရှားကလုံခြုံရေးတင်းကျပ်ထားပြီးတရုတ်သမ္မတရှီဂျင်ပင်နဲ့ဘရာဇီးသမ္မတတို့ပါဝင်နိုင်ငံ20ကျော်မှခေါင်းဆောင်များတက်ရောက်ကြမှာဖြစ်ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကမေလ9ရက်နေ့ရုရှားရှင်ပြည်နေ80ပြည့်ချီတက်ပွဲကိုတက်ရောက်မဲ့သူတို့ရဲ့လုံခြုံရေးကိုတာဝန်ယူနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံကမော်စကိုမှာကျင်းပမဲ့ရှင်ပြည်နေ80ပြည့်အောင်ပွဲခန်းနာရီနဲ့တိုက်ဆိုင်စွာတစ်ဖက်သက်82နိုင်ကြာအပြည့်ခက်ရက်စဲထားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းစစ်ကောင်စီလက်အောက်လာရှုမြို့မှာဓမြတိုက်မှုဆိုးရွားနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီပြန်ဝင်လာပြီးနောက်ဓမြတိုက်မှုငားမှုဖြစ်တရခမ်းမဖမ်းမိသေးဘူးလို့သိရပါတယ်။စစ်ကောင်စီဖွဲ့ပြန်လည်နေရာယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မှာဓမြတိုက်လူရဲမှုတွေဆိုးဝါးစွာဖြစ်နေပြီးမေလ6ရက်နေ့9ရက်တွင်ဓမြတိုက်ခံရမှုသုံးမှုဖြစ်ခဲ့ပါတယ်။မေလ9ရက်မနက်ပိုင်းနဲ့ညနေပိုင်းမှာလာရှုမြို့ရှီပန်းလမ်းဆောင်နီးရှိကားဝက်ရှော့တစ်ခုနဲ့စားသောက်ဆိုင်တစ်ဆိုင်ကိုတနက်ကင်ထားတဲ့လူတို့ချို့ကဓမြတိုက်သွားတယ်လို့မြို့ကန်တအုပ်ကပြောပါ ါတယ်မိမန်းလမ်းမကြီးပေါ်မှာပဲဖြစ်တာနေတိုင်းဖြစ်နေတာတရားဝင်စုံမှုမှုကဘာမှမရှိတော့ဘူးလို့လာရှုမြုကန်တုံးကပြောပါရယ်မီလာ၆ရက်ကလည်းအမှတ်တရစကန်တိုက်တန်းရှိဖုန်းဆိုင်ဓမြတိုက်ခံရမှုဖြစ်ခဲ့သေးတယ်လို့မြို့ကန်တုံးကပြောပါရယ်အထက်ပါဓမြတိုက်မှုတုံးမှုမှာလူထိခိုက်ခြင်းမရှိတော့လဲကငွေနဲ့ဖုန်းများပါသွားတယ်လို့သိရပါရယ် လာရှုမျိုးမှာနီးလင်ခင်နေမှာဓမြတိုင်းမှုတွေဖြစ်ပွားပြီးတတိပြုနေထိုင်ဖို့စစ်ကောင်စီဝါဒဖြန့်ချင်ရင်တင်းထောင်မိကန်တွေကိုယ်တိုင်တတိပြီးနေတာဖြစ်ပါတယ်။အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခါအပါဝင်လာရှုမျိုးကိုကိုကန့်တက်မတော် MND က2024ဩဂုတ်လမှာတင်ပိုက်ထိန်းချုပ်ခဲ့ပြီးအထူးဒေသအဖြစ်ထည့်သွင်းသတ်မှတ်ပြီးအုပ်ချုပ်ရေးတရားအသက်သွင်းနေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီထံပြန်ပေးလိုက်ပါတယ်။မြို့ပေါ်ရက်ကွက်12ခုကိုသာ MND ကပြန်ပေးတာဖြစ်ပါတယ်။ AB 19ရက်မှစပြီးလာရှုမျိုးကိုစစ်ကောင်စီဖွဲ့ပြန်ဝင်လာစဉ်ကလည်းတရုတ် ကိုယ်စားလှယ်တင်ရှိခြင်းဥဆောင်နဲ့ပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးဖွဲ့ရဲ့အကာအကွယ်နဲ့ပြန်ဝင်လာတာဖြစ်ပါတယ်စစ်ကောင်စီကလာရှုမျိုးကိုမအုပ်ချုပ်နိုင်သေးပဲတရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေဖြစ်တယ်လို့မြို့ကန်ချုပ်ကဆိုပါတယ်စစ်ကောင်စီပြန်ဝင်လာတဲ့ AB 20ရဲ့နောက်ပိုင်းဓမြတိုက်မှုငါးမှုဖြစ်ခဲ့ပြီးတရားခံဖမ်းမိခြင်းမရှိသလိုရဲတိုင်စရာနေရာလည်းမရှိကြောင်းမြို့ကန်တွေကပြောပါတယ်စစ်ကောင်စီကဘာအုပ်ချုပ်ရင်မှမလဲပတ်နိုင်မှုစေးရုံတော့မလဲပတ်နိုင်သေးဘူးတခုခုဖြစ်ရင်တိုင်စရာနေရာလည်းမရှိဘူးကိုကန့်အုပ်ချုပ်တော်ကဒီလိုမျိုးမဟုတ်ဘူးကိုကန့်ကချက်ချင်းအရင်ယူတာအခုအချိန်နေဆိုးသွားပြီလို့ ို့လာရှိုးမြို့ကန်တောင်ကပြောပါတယ်စစ်ကောင်စီဖွဲ့စိုးမိုးထားတဲ့ရန်ကုန်မန္တလေးပြည်ဦးတွင်နေမုံရမျိုးတို့မှလည်းဓမြတိုင်လူသက်လူရမှုတွေမကြာခဏဖြစ်ပွားနေရလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။